အားကိုးရတဲ့နိုင်ငံတော်ကချစ်မြတ်ပြောက်စားနေရဆိုတော့မြင်ရတာကမြန်မာနိုင်ငံသားမိဘပြည်သူတွေရှင်ထဲမှာကောင်းပါမလားအရှင်ဒါကိုနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေမစင်စမ်းမိလို့ကျွန်တော်ပြောပြတာပါလူကြီးမင်းတို့ကတော့နိုင်ငံတော်ကောင်းစေချင်လို့လုပ်တာကျွန်မသိပါရှင်ကျွန်မတို့သိပါတယ်ရွှေမြအောင်မင်းကလာပါစနေပါဆွေရဲ့ဒရယ်လေးထုတ်ပေါ်နားထောင်ကြည့်အောင်ခင်ဗျာ ကန်ဆက်ပေးမယ့်တဲ့ရင်လေးကတော့ပြည်ပအမှုပညာရှင်73ဦးကိုနိုင်ငံတော်ကနေပြီးတော့နိုင်ငံသားဖြစ်ကနေရဲဆဲခဲ့ပြီးဖြစ်ပါရရှင်။ရဲဆဲเจ้าတွေကိုဒီနေ့မှာဆိုလဲသတင်းဌာနအစုံမှတင်နေကြတာမြင်တွေ့ရပါရရှင်။မဖတ်သေးရဲ့မသိရသေးရဲ့မိဘပြည်နယ်အတွက်ကိုကျွန်မခုတင်ဆက်ပေးပါမယ်ရှင်။နိုင်ငံသားဖြစ်ကနေပြီးတော့ရဲဆဲခံအမှုပညာရှင်တွေကတော့အစိုးရဖြူကျော်တဲ့ဒရိုက်တာနာကြီးခေါ်ညာနာတင်ဦး။ဒရိုက်တာကိုပေါ့ခေါ်အောင်မင်းနိုင်အစိုးရလင်းလင်းခေါ်ထွေးလင်းကိုအစိုးရချမ်းချမ်းခေါ်ချမ်းမြညင်ရုပ်ရှင်တရုပ်ဆောင်အကယ်ဒမီပိုင်ဖြိုးသူ။ နုပညာရှင်မြန်နိုအေအဆိုတော်အာဇာနီခေါ်ဇာနီမျိုးညွန့်အနုပညာရှင်ခါရာရုပ်ရှင်သရုပ်ဆောင်ဇင်ဝိုင်းခေါ်ထေးလွင်အဆိုတော်ဝင်းနိုင်ဆိုဒရိုက်တာပြည်ဟိန်တီဟာသရုပ်ဆောင်အောင်မြင့်မြတ်တို့သာဖြစ်ပါရဲ့ဒီပုဂ္ဂိုလ်တွေကိုနိုင်ငံတော်ကနေပြီးတော့နိုင်ငံသားဖြစ်ကနေရက်ဆဲခဲ့ပါတယ်။ဒါကြောင့်ဒီပုဂ္ဂိုလ်တွေကဆိုရင် နိုင်ငံမဲ့တွေဖြစ်သွားခဲ့ပါပြီရှင့်။နိုင်ငံမဲ့ဆိုတာအိုးမဲ့အိမ်မဲ့သူတက်တော်မှအခြေအနေဆိုပါတယ်။ ဘာကြောင့်ချိန်နေဆိုရလဲဆိုတာလေးကျွန်မဆက်လက်ပြီးတော့ပြောပြပေးပါမယ်ရှင်။ကျွန်မအနေနဲ့မတင်ဆက်ခင်လေးမှာပြောချင်တာလေးပေါ့နော်။မိဘတီတူတွေရဲ့ရင်ထဲကခံစားချက်ကိုနိုင်ငံတော်မသိလို့ကျွန်မပြောချင်တာလေးရှိပါတယ်။လူပညာရှင်တွေက2021မှာဆိုရင်ဆိုဝါဆိုတာနိုင်ငံတော်ပြည့်စည်စေမယ့်ကိစ္စတွေစုဖို့လုံဆောင်ခဲ့ကြတယ်။ဒါကြောင့်စီရင်လုပ်တဲ့သူမျိုးသမီးတွေအချို့ဟာဆိုရင်အခုချိန်မှာလိမ့်လုံသားတွေဖြစ်နေ၊ဘဝတွေပြတ်နေ၊ဒုက္ခတွေရောက်နေ။ဒါအပြင်နိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့ကိစ္စတွေကိုကြည့်လိုက်ပါဦးရှင်။စိတ်ချမ်းသာစရာတကွမှမရှိဘူး။ ဒါတွေအားလုံးရဲ့မြေဖြားခံရဟာအမှုပညာရှင်တွေကြောက်ပဲရှင်။တိုင်းနဲ့နိုင်ငံတော်ကအရေးယူတဲ့အခါကျတော့လက်သုံးချောင်းထောင်ထားခြင်းအတူတူပါမန်ပြည်သူတွေကြတော့ထောင်ထဲကိုတန်ကြဲသွားရပြီးတော့မြို့ပညာရှင်တွေကလက်မှတ်တွေထိုးပြီးပြန်ထွက်လာတယ်ဆိုတာကပြည်သူရဲ့နှလုံးသားတွေကိုအဲ့ဒါဓာတ်နဲ့ထိုးလိုက်တာပဲရှင်။ဓာတ်ပြင်ကို2021ကိစ္စရဲ့ချိန်မှာမြို့ပညာရှင်တွေဆိုရှယ်မီဒီယာထက်ကနေပြည်သူတွေကိုဘလောက်ထိတော်စော်ကားမှိုက်ရိုင်းဆဲဆိုခဲ့ကြလဲဆိုတာလူချင်းမင်းတို့သိလိုက်ပါသလားရှင်။ ပြည်သူတွေကိုတိုက်ရမယ်ဆိုတာဒီပြောခဲ့တဲ့ထုတ်ပြောခဲ့တဲ့လူပြန်ရှင်တော်ရှိတယ်။အလောက်ထိကိုစိတ်သက်တည်းအောက်တန်းကြအကြောင်းကိုသူတို့ရဲ့အစ္ဆတတွေကိုမိဘပြည်သူတွေကမြင်ပြီးသွားပြီရှင်။သူတို့ရဲ့ရုပ်တံတွေဘလောက်ထိပဲလှပစွာဖုံးလွှမ်းထားပါစေသူတို့အတွင်းစိတ်ကြီးကအရန်အကြီးတန်းရုပ်ဆိုးရယ်ဆိုတော့မိဘပြည်သူတွေသိပြီးသွားပြီရှင်။ဒါအပြင်မိဘပြည်သူတွေနှလုံးသားထဲမှာထိုးဆိုင်ခံနာရတဲ့မြားရဲ့လားရဟာအမှုပညာရှင်တွေစီကနေလာတာလည်းရှိရဲ့ရှင်။မြားပေါင်းတော့အမြောင်များစွာစိုက်နေတဲ့အိတ်ရအိတ်ရတချောင်းကအမှုပညာရှင်တွေပြက်လိုက်ပြင်းမြား။ တို့ရဲ့နှလုံးသားအောင်နာကျင်ရအောင်ခံစားရအောင်လုပ်လိုက်တဲ့ညှားပိုင်ရှင်တွေကိုနိုင်ငံတော်ကနေပြီးတော့အခုချိန်မှာရုပ်ရှင်မျိုးတော်တို့ညီွယ်ကြီးကြီးချပေးတာတို့ဘဲပွဲတက်တက်ခန်းခန်းနာနာကြိုးစိုးကုန်ပြုတ်နေတာတို့အရန်ကိုချစ်ခင်ရင်းနှီးစွာနေထိုင်ပြနေတာတို့ဆိုတဲ့ပုံရိပ်တွေဟာမိဘပြည်သူတွေရဲ့ရှင်တွေကနှလုံးသားတွေကဒဏ်ရာကိုထပ်ပြီးတော့ထိုးစွားလိုက်တာနဲ့တူတယ်ဆိုတာလူချင်းမင်းတို့သတိထားမိပါရဲ့လားရှင့်လူချင်းမင်းတို့နိုင်ငံတော်မှာတာဝန်ရှိရတဲ့လူပြည်ရှင်တွေကသွားပြီးတွေးဆုံဆွေးနွေးလူပြည်ရှင်တွေလိုအပ်ချက်တွေဖြည့်ပေးတိုင်းမှာအဲ့ဒီသတင်းတွေတင်တိုင်းမှာ ဲ့သတင်းတင်တဲ့သူတွေအောက်ကခွန်မှန်လေးတွေဖတ်ကြည့်မိရလားရှင်ပြည်သူတွေဘလောက်ထိတော့မှစိတ်မနှံခဲမရနဲ့ဒေါသတွေထွက်နေရလဲဆိုတာတစ်ချက်လောက်စောင့်နေပြီးတော့တိရှိလေးလာကြပါအောင်ရှင်နုပညာရှင်တွေကြောင့်ပြည်သူတွေဘဝပြတ်သွားခဲ့တာသူတို့ဘဝပြတ်အောင်လုပ်တဲ့သူတွေကိုသူတို့အားကိုးရတဲ့နိုင်ငံတော်ကချင်းချင်းပြောက်စားနေရဆိုတော့မြင်ရတာကမြန်မာနိုင်ငံသားမိဘပြည်သူတွေရှင်ထဲမှာကောင်းပါမလားအားရှင်ဒါကိုနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေမစင်းစားမိလောက်လို့ကျွန်မပြောပြတာပါလူကြီးမင်းတို့ကတော့ နိုင်ငံတော်ကောင်းစေချင်လို့လုပ်တာကျွန်မသိပါတယ်ရှင်ကျွန်မတို့သိပါတယ်နိုင်ငံတော်အတွက်ကိုကောင်းရကောင်းကျိုးပဲလုပ်ကြတာပဲဒါပေမဲ့အခြေခံတည်သူတွေနဲ့မိဘတည်သူတွေရဲ့ယင်နဲ့ကနှလုံးသားထဲထန်ရအောင်မေ့ထားလို့မရအောင်ရှင်သူတို့ကိုစိတ်ဒုက္ခရောက်အောင်ဘဝပြောင်းလုပ်ခဲ့တဲ့သူတွေလူကြီးမင်းတို့ကချီးမြှင့်မြှောက်စားလေးအဲ့ဒီအမုန်းတရားလူကြီးမင်းတို့စီကိုရောက်လာလေးပဲရှင်အဲ့လိုကြောက်လာလူချင်းမင်းတို့လုပ်ငန်းဆောင်တာတွေအားလုံးကိုသူတို့ကလိုက်ပါလို့ကြလည်းမရှိဘူးစိတ်ဝင်စားခြင်းလည်းမရှိတော့လူချင်းမင်းတို့ဘာလို့လုံးမကောင်းမြင်နေတော့မှာအဲ့ဒါဟာအဲ့လိုမျိုးမြင်ကွင်းနေကြောက်ပါရှင့် ပြီးတော့ခေတ်ကာလပြောင်းလဲသွားပါပြီနော်။နုပညာရှင်တွေကိုပြည်သူတွေကမုံပြီးတော့ယွန်နေတဲ့အတွက်သူတို့တွေကလူချင်းမင်းတို့နိုင်ငံတော်အတွက်ကိုစီယုံရေးလုပ်ပေးမယ်ဆိုတဲ့ဘယ်ပြည်သူမှလက်ခံတော့မှာမဟုတ်ဘူးရှင်။နုပညာရှင်တွေကိုဘယ်ပြည်သူမှမယုံတော့ဘူး။သူတို့ဩဇာအာဏာနိုင်ငံရေးမှာမရှိတော့ဘူးရှင်။သူတို့ဩဇာအာဏာကို2021နိုင်ငံရေးကိစ္စမှာသူတို့အကုန်လုံးတုံးလိုက်ပြီးသူတို့မှဩဇာအာဏာပုံပြဖြစ်သွားပြီရှင်။အဲ့လိုတုံညာဖြစ်တဲ့သူတွေကိုဘယ်လိုမျှော်လင့်ချက်နဲ့နိုင်ငံတော်တိဆောက်ရေးနိုင်ငံတော်စီယုံရေးကိုသုံးပါလဲရှင်။ဒါက တတိထားဆင်ခြင်တဲ့အတွက်ကျွန်မလည်းထောက်ပြတာပါရှင်ကျွန်မခုပြပြရလေးကတော့ကျွန်မမိဘပြည်သူတွေကျွန်မတို့ရှင်ဖွင့်တဲ့ data တွေကနေပြီးတော့ပဲကျွန်မပြန်လဲထုတ်လုပ်ပြီးတော့ပြန်ဆက်ပေးတာဖြစ်ပါရှင်မိဘပြည်သူရင်းထဲမှာခန်းစားနေရတာတွေကိုလူချင်းမင်းတို့လည်းသိစေခြင်းနဲ့အတွက်ကျွန်မပြောပြရပါရှင်အဲကျွန်မအနေနဲ့ဆက်လက်ပြီးတင်ဆက်ဆရာရှင်တင်ဆက်ပေးပါမယ်။အောက်နိုင်ငံမှာဆိုရင်ဒါနိုင်ငံသားဖြစ်ကနေရစဲခံရတဲ့သူတွေများရှယ်ပေါ့နော်။ဒီလူတွေကဆိုရင်အရင်တော့တော့မသိတာအောင်ဆိုမယ်။အခုချိန်မှာပြဿနာရှိလာနိုင်ပြီရှင်။အဲ့ဒီပြဿနာလေးကိုကျွန်မအနေနဲ့ပြောပြမယ်။ အဲ့ဒါပါလဲဆိုတော့သူတို့လက်ရှိရောက်ရှိနေတဲ့အမေရိကန်နိုင်ငံအစိုးရဆိုရင်သူတို့ဟာအဲ့ဒီနိုင်ငံကနေတည်နေတန်ခံရနိုင်ခြင်းမြင့်ပါတယ်နိုင်ငံသားမြန်မာနိုင်ငံကနေသူတို့ဘောနောနိုင်ငံသားဖြစ်ရက်စဲလိုက်ပြီဆိုရင်ဘာကြောင့်လဲဆိုတော့အမေရိကန်နိုင်ငံမှာလည်းလက်ရှိမှာရွှေပြောင်းနေထိုင်သူတွေနဲ့ပတ်သက်ပြီးတော့ဥပဒေအရတင်းကျပ်စွာလုံဆောင်နေတဲ့အတွက်သူတို့ဟာဆိုရင်မြန်မာနိုင်ငံကနေနိုင်ငံသားဖြစ်ရက်စဲလိုက်မယ်ဆိုရင်ဒုက္ခတွေအဆင့်တန်းနဲ့ပြတ်ပြားသွားနိုင်ပြီးတော့ပြည်နေတန်ခံရနိုင်ပါတယ်ရှင့် နောက်ထပ်ပြဿနာတစ်ခုကတော့ဒီပြည်ပြည်နှုတ်ပြန်ရှင်တွေဟာဆိုရင်မြန်မာနိုင်ငံသားဖြစ်ကနေရဲစဲခံရမယ်ဆိုရင်နိုင်ငံကူးလက်မှတ်ဆိုတာမရှိတော့ဘူးဘောနော်မြန်မာနိုင်ငံသားမဟုတ်တော့တဲ့အတွက်မြန်မာနိုင်ငံသားတွေရရှိပိုင်ဆိုင်ထားတဲ့နိုင်ငံကူးလက်မှတ်တွေသူတို့သုံးစွဲလို့မရတော့ဘူးအဲ့ချိန်ကျလို့ရှိရင်သူတို့အနေနဲ့ဘယ်ကိုသွားဖို့ဘယ်ကိုလာဖို့ခက်ခဲလာမှာဖြစ်သလိုမြန်မာနိုင်ငံကိုပြန်လာမယ်ဆိုရင်လည်းနိုင်ငံကူးလက်မှတ်မရှိတဲ့အတွက်ဝင်ဖို့အတွက်ကိုခက်ခဲသွားမှာဖြစ်ပါရဲ့ရှင့်နောက်ထပ်တစ်ခုကတော့အမေရိကန်နိုင်ငံအနေနဲ့မြန်မာနိုင်ငံကိုပြန်ပို့ခံရနိုင်ခြင်းအမြဲတမ်းမြင့်မားပါရဲ့ရှင့် ဒါလေးကသူတို့ဆက်လက်ရင်ဆိုင်ရနိုင်တဲ့ကိစ္စတွေဖြစ်ပါတယ်။ဘင်းသုံးတက်ရမယ်ဆိုတော့ရှင်မြန်မာနိုင်ငံအဲ့လိုမျိုးနိုင်ငံသားဖြစ်ရက်ဆဲလိုက်တဲ့ကိစ္စကသူတို့စီကိုစိုးကြိုးတွေအများကြီးဖြစ်သွားမှာရှင့်။သူတို့နေထိုင်ခွင့်တွေအလုပ်လုပ်ကန်ခွင့်တွေပညာသင်ခွင့်တွေပေါ့နော်အားလုံးဆုံးရှုံးမှုတွေဖြစ်သွားနိုင်ပါတယ်။သူများနိုင်ငံမှာသူများမျက်နှာကြည့်နေရတော့မယ့်ဘဝဖြစ်သွားမှာပေါ့နော်အဲ့လိုတော့ရှိပါရှင့်သူတို့ရဲ့ဘဝကအဆိုးဆုံးအချိန်တွေထိကြောက်အောင်ပါဖြစ်ပါတယ်ဒီအချိန်တွေကနေပြီးတော့သူတို့ဘလို့ရုန်းကန်ထွက်မလဲဆိုတော့ဒါသူတို့ရဲ့ဉာဏ်ဉာဏ်သွေးနဲ့သူတို့လုံးဆောင်ချက်နဲ့ပဲသက်ဆိုင်ပါတယ်ပြီးတော့ ဘလိုပဲဖြစ်ဖြစ်တချို့အရာတွေကကစမာယဟတ်ကတပတ်လဲပါတယ်ယဟတ်ကိုမျက်စိရဲ့မြင်အောင်ကြည့်ဒီလိုလဲနေတာနော်လူတိုင်းဟာယဟတ်ပေါ်မှာရှိနေတဲ့သူတွေလိုပဲကံကြမ္မာကတက်လိုက်ကြလိုက်တက်လိုက်ကြလိုက်ကံကြမ္မာတက်တဲ့အချိန်မှာကောင်းလာလေးလုံမှာကြတဲ့အချိန်မှာလည်းနည်းနည်းအစင်ပြေ ချောမွေမှာရှင့်ပြီးတော့တီပြင်းမှုပညာရှင်နေနေနဲ့ကန်စာတာတက်တဲ့အချိန်ကုန်သွားခဲ့ပြီကန်စာတာပြန်ကြလာတဲ့အချိန်မှာကိုကန်စာတာတက်တဲ့အချိန်ပိုင်းလှုပ်ထားလဲဆိုတော့ကိုအောင်စမ်းသာပါရှင့်နိုင်ငံတစ်ခုလုံးစာပြည့်စည်ရပစင်းအောင်လောက်ခဲ့တဲ့သူတွေကတန်ကောင်းစရာအကြောင်းတော့တစ်စက်မှမရှိဘူးရှင့်အဲ့ဒါတော့ ာမခံတယ်ဒါလေးကကျွန်မဒရင်သုံးသက်ချက်လေးအနေနဲ့တင်ဆက်လိုက်ပြရစီရောရှင့်ဒီဒရင်ကတော့ဝန်တာဆရာဒရင်ပါကြောက်ရွံ့သွားပြီးတဲ့စနိုက်ပါဆိုလို့ကျူးပြပါတယ်